မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ grateful မြန်မာစာကိုတင်ကြားပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီချေအခုတင်ကြားပေးမှာကတော့သင်ငန်းစာ30စကားပုံများသင်ငန်းစာကိုတင်ကြားပေးမှာဖြစ်ပါတယ်သားတို့သမီးတို့ရေတတိယရန်တော့ကပူနေမြင့်ချားနေမြဲဆိုတဲ့စကားပုံပုံမြင်ကိုတင်စားခဲ့ကြရတယ်နော် အခုမှတော့စကားပုံကိုအသုံးပြုပြီးဘယ်လိုခိုင်းတိုင်းပြောဆိုကြသလဲဆိုတာကိုသင်ကြားရမယ်။စကားပုံရဲ့အဓိပ္ပာယ်ကတော့စကားပုံဆိုတာလူအများစင်ကြင်မှတ်သားဖို့ဖြစ်အောင်စံပြုတ်ပုံခိုင်းပြောဆိုလေးရှိတဲ့စကားဖြစ်တယ်။ဒါလိုသမီးတို့ရေဖတ်စာစာမျက်နှာ83ကို ကြည့်လိုက်ပါဦး။ဒီ channel တွေလိုက်ဖတ်ကြည့်ကြရအောင်နော်။လာမင်းကြီးတာနေတဲ့အချိန်မှာမိမမျိုးလေးမလုပ်နေလေတဲ့။အဲ့ဒီစကားပုံရဲ့ခေါင်းစဉ်ကတော့လာတာလုံးဘိုင်းငယ် ဖြစ်တယ်။သူ့ရဲ့ဆိုလိုရင်းကတော့အချိန်နေပြီးလာတဲ့အခါမှာအခွင့်ကောင်းယူပြီးအလွတ်လောက်ကြရပုံကိုဆိုလိုရင်းဖြစ်တယ်။ခိုင်းနှိမ်ပုံကတော့ဘလို့ခိုင်းနှိမ်သားသလဲဆိုရင်ရှေ့ကတက်စစ်မိမရသေးခင်ကညာဘက်အလုံးလုံးလို့လေထိထိန်တာတဲ့လာရောင်ကို အာကို၍လို့ရတယ်။လာမင်းကြီးဟာအမြဲတမ်းထိထိန်မတာနိုင်ဘူး။ဒါကြောင့်လာတာတုံးကိုမိမိလှုပ်လို့တဲ့ဘိုင်းငင်သည့်အလုပ်ကိုလာတာတဲ့အချိန်မှာလှုပ်ရအောင်ကိုခိုင်းနှိမ်ပြောင်းသွားတာဖြစ်တယ်။ ဒီချက်ကအခုအဲ့စကပုံလေးကိုဘလူနီယာရီမြို့မှာခိုင်တိုင်းပြီးအသုံးပြုရဲဆိုရဲဥပမာပေးထားတဲ့ဟာလေးကိုဒီချက်ကပြပြပေးမယ်လာသာလုံးပိုင်းငင်ဆိုလိုចောင်းသူလေးအင်မိုးဟာအချိန်ကို အကျိုးရှိနဲ့အတုံးချခဲ့တဲ့အတွက်စာမေးပွဲကို ခက်ခက်ခဲခဲမရှိအောင်မြင်ခဲ့တယ်။ ဒါကြောင့်အခွင့်အခါကောင်းကြုံနေချိန်မှာအချိန်ကိုအကျိုးရှိရှိအသုံးချတတ်တာကိုပြောချင်ရင်ဒီစကားပုံကို သုံးလို့ရတယ်။တတော်သမီးတို့လည်းဒီစကားပုံကိုဘယ်လိုနေရာမျိုးမှာအသုံးပြုလို့ရတယ်ဆိုတာကိုစဉ်းစားကြည့်ပါဦး။အခုဆက်ပြီးဖက်ဆာဆံမျက်နှာ84ကိုကြည့်လိုက်ပါဦး။ဒီချိန်နဲ့အတူတူ live ဖက်ကြည့်ကြရအောင်နော်။တစ်ပင်တစ်ပင်မှာငှက်တူအများကြီးဘာလို့နားနေနိုင်တာလဲ။ဒီစကားပုံရဲ့ခေါင်းစဉ်လေးကတော့တစ်တပင်ကငှက်1900တဲ့။ သူ့ရဲ့ဆိုလိုရင်ကတော့ဥစ္စာစီးပွားရာထူးကုန်တဲ့ပြည်စုံသူကိုအများတကာကအမိအကိုပြုပြီးတော့အားထားနိုင်ကြောင်းဆိုလိုရင်းဖြစ်တယ်။သူ့ရဲ့ခိုင်နိုင်ပုံကတော့အဟိအဝါဒနှင့်ပြည်စုံနဲ့တပင်ကိုညံ့များလာရောက်နားခုန်နေနိုင်ပုံကိုခိုင်နိုင်ဖော်ပြထားတာဖြစ်တယ်။ဒီစကားပုံလေးကိုဘယ်နေရာမှာအသုံးပြုတယ်လဲဆိုတာကိုနမူနာဒီခြေကပြပြပေးမယ်။တစ်တပင်က1500ဆိုကလို့ ဥလေးတို့မိသားစုမျိုးပေါ်တက်ပြီးစီးပွားရှာတော့ကြီးပွားသွားတဲ့အခါမှာနေမှာရှိတဲ့အမျိုးစုတွေကဥလေးရဲ့အခုအညီအထောက်ပံ့တွေကိုရကြတယ်။ဒါကြောင့်ကြီးပွားချမ်းသာလာရင် အများအတွက်လည်းမိကွန်အားထားနိုင်နေဆိုတာကိုပြောချင်ရင်ဒီစကပုံကိုသုံးလို့ရတယ်။ဒါတို့သမီးတို့လည်းဒီဒီစကပုံကိုဘယ်လိုမျိုးအသုံးပြုလိုက်ရလဲဆိုတာကိုစဉ်းစားကြည့်ကြပါဦး။ဒါတို့သမီးတို့ရေဖက်ဆန်ဆာမျက်နှာ85မှာရှိတဲ့ရုပ်ပုံကိုဆက်ပြီးကြည့်ကြရအောင်။ ပုံထဲမှာကောင်မလေးဘာဖြစ်နေတယ်လဲ။ဒါလို့သမီးတို့ရောအဲ့လိုဖြစ်ဘူးလား။လမ်းသွားနေရင်ဘာဖြစ်သွားတယ်လဲ။ခေါင်းစဉ်လေးကတော့ခလုတ်တီမှာအမိတာတဲ့။သူဆိုလို့ရင်ကတော့ဒုက္ခဆင်းရဲနဲ့အမှန်တကယ်ကြုံတွေ့ရတဲ့အခါမှာမိခင်ကိုတန်တာမိတတ်တဲ့အကြောင်းကိုဆိုလိုခြင်းဖြစ်တယ်။ဒီစကားပုံကိုဘယ်လိုခိုင်းနှိုင်းထားတယ်လဲဆိုရင် ခလုတ်တီမှာအမိတတ်တဲ့ပုံဖြစ်ခိုင်းနှိုင်းဖော်ပြထားတယ်။ တရုတ်သမီးတို့ရေဒီစကားပုံကိုဘယ်လိုနေရာမျိုးမှာသုံးပြလဲဆိုတာကိုဒီချက်ကနမူနာအနေနဲ့ဖတ်ပြပေးမယ်နော်မိမိကသမီးရေမိမိလီထားတဲ့တရက်သီးတွေပဲစားနော်လို့မှာခဲ့တယ်တရက်သီးတွေချွလုံးတော့လီထားတဲ့တရက်သီးကို စားရတာနဲ့အမမြဘူးဒါနဲ့မလီးရသေးတဲ့တရက်သီးကိုယူပြီးဓာတ်နယ်လေးလိုက်တာလက်ကိုဓာတ်ထီသွားတယ်။အာမမေရေနားလိုက်တာသူတွေထွက်လာပြီ မမစကနာမထောင်ပြီးတော့လက်မတရံရသွားပြီဆိုပြီးတော့အုံမူမိတော့တယ်ကလုတ်ကြီးမှအမိတမိတော့တာပဲသားတို့သမီးတို့ဆိုရင်ရောအခြားဘလူနေရမျိုးတွေမှာဒီလိုစကပုံမျိုးကိုအသုံးမကျတယ်လို့ဆိုတာကိုဒီချိန်ကပြပြပေးမယ်နော်ဖတ်စာစာမျက်နှာ86မှာရှိတဲ့ရုပ်ပုံလေးကိုကြည့်ကြည့်ပါဦးလေသမားကြီးကလေထဲကိုဘလူသွားနေလဲ သူ့ရဲ့ကောင်းစင်လေးကတော့လက်ထွန်သွားနှောင်းမိတဲ့သူ့ရဲ့ဆိုလိုရင်းကတော့အလုတ်ကိစ္စတရဲ့ဆောင်ရွက်ရန်သွားရရင်ရင်းအလုတ်အတွက်မရှိမဖြစ်တဲ့လိုအပ်တဲ့အရာမိလျော်ခင်ချင်းကိုဆိုလိုရဖြစ်တယ်။သူ့ရဲ့ခိုင်းနိုင်ပုံကတော့လက်ထွန်သွားရရင်နှောင်းမိကျင်ကပုံဖြစ်ခိုင်းနိုင်ပေါ်ပြထားတာဖြစ်တယ်နော်။ဒီချက်ကအခု နမူနာပြောထားတဲ့စာလေးကိုဒီချက်ကဖတ်ပြပေးမယ်။ဒီနေ့မေးစင်အိဟာထာနောက်ကြခဲ့တယ် ကျောင်းမှာအတင်းတာဝန်ကြတော့အပြေးလွှားသွားခဲ့တယ်။စာတင်ခြင်းရောက်လို့လွယ်ဟိတ်ကိုဖွင့်ကြည့်လိုက်မှကိုမဘူးပါမလာတာသိရတယ်။အဲ့ဒီအခါမှာတွေးမိတယ်မင်းညာကအင်စာလုံရင်မေ့ကျင်ခဲ့တယ်။ဒုက္ခပါပဲတငင်ချင်းခဲတဲ့ငားပါအောင်လို့ပြောပြီးအကူညီတောင်းရတယ်။လက်ထွန်သွားရင်နွားမေးဆိုသလိုပဲရည်ကြီးတဲ့အရာကိုမေ့ကျင်ခဲ့တယ်။ တတော်သမီးတို့ရေဒီစကားပုံလေးကိုတတော်သမီးတို့ဘယ်လိုနေရာမျိုးတွေမှာတုံးလို့ရလဲဆိုတာကိုစဉ်းစားကြည့်ပါဦး။တတော်သမီးတို့ရေဒီချိန်ကအခုစကားပုံလေးအများကြီးကိုတင်ကြားခဲ့တယ်နော်။နောက်ဆိုတတော်သမီးတို့ကိုယ်တိုင်စကားပြောတဲ့အခါမှာလည်းစကားပုံလေးတွေအသုံးပြုပြီးပြောလို့ရတယ်။အချာဘလူနေရမျိုးတွေမှာရောဒီလိုစကားပုံမျိုးကိုအသုံးပြကြတယ်လေဆိုတာတာလို့သမီးတို့ဆက်စင်းစားကြည့်ကြနော်ဒီချဲရဲ့အခုစာသင်ချိန်ကတော့ဒီလောက်ပဲနော်ဒီချဲတို့နောက်စာသင်ချိန်များမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်